ဘိုးဒူလဲတောင်းမြင်တော့သူတို့ဆိုင်ဘက်ကနေဘိုးကြီးကိုလှမ်းဟော်လိုက်တယ်။ဟဲ့အောင်ဘိုးကြီးမင်းကဘာလုပ်တာလဲကွ။ငါဘာလုပ်တယ်ဆိုတာမင်းမမြင်ဘူးလားကွာဟမ်မမြင်ဘူးလားအေးမြင်လို့မင်းနေရလေကွာမင်းအောင်ချိန်တခြားနေရတော့ရောက်မှာလားဘာလို့ငါတို့ဆိုင်မှာလာရောက်နေရလဲဟာဒီနေရာကမင်းတို့ပိုင်တာမလို့လားငါဘာသာဘယ်မှာရောက်ရောက်မို့မင်းတို့စီကခွင့်မြုပ်ချက်ကိုတောင်းနေအောင်မလား ွေရသည်နေတည့်မှာတော့ဖို့တူတရားတပတ်ကရက်တောင်ခရင်တပတ်ကစာအုပ်ဖတ်နေခဲ့တယ်။ဟာဒီမေစာအုပ်ထဲမှာရေးထားတာအောင်မြင်ခြင်းငယ်တော့မှပညာရှာပါတဲ့။ချမ်းသာခြင်းငယ်တော့မှဝင်ငွေရှာတဲ့တိဟုတ်ပါလား။ဖို့တူအဲ့လိုစပြောတာနဲ့တို့ဘောကမောင်မြင်ခြင်းလဲနေပါကွာ။ဟိုချမ်းတော့ချမ်းသာခြင်းနဲ့ကွာ။ဟဲ့ဖို့တူချမ်းသာခြင်းဘာလဲ။နောက်တော့ဖတ်ပြဆန်ကွာ။ဟာ ဖိုတူဖတ်မြမယ်အလုံးမိဝိုင်းကဝင်ပြောလိုက်တယ်။မလေးတကယ်တည်းနင်းရလေဟာဒီစလုံးလေးနည်းနည်းတော့မမှတ်မိဘူးလား။ချမ်းသာခြင်းငယ်တုန်းမှဝင်ငွေရှာပါတဲ့။ဟုတ်ပြီဖျံဖိုတူမင်းဆောင်ကိုပိတ်လိုက်တော့ငါတို့အပြော်ပဲမဟုတ်ပဲနဲ့လက်တွေလုကြရအောင်။တို့ပေါ်စကားကြောင့်မပင်ရ။ဖျံတို့ပေါ့မင်းကဘာယူထားရလဲကွ။အယူထားတာမဟုတ်ဘူးအမှန်ကန်လို့မှာငါတို့လေးယောက်ပေါင်းပြီးတော့စီပွားရေးတစ်ခုလုပ်မယ်လေကွာဘယ်လိုလဲ ငပိန်ကခါခါတိတိပြန်ညင်းနေတော်တော်မင်းလို့လေရှေခဲတုတ်တို့အရင်ပြုတ်တဲ့အိမ်ဆိုင်တို့ဖွင့်ခိုင်းမလို့လားစိတ်ဝင်စားအောင်တော့ဟင်းငပိန်ဖြစ်ဖြစ်ပြီးပြောနေရနဲ့တုတ်ဖို့ကငပိန်ကိုပိတ်ရနေတယ်ဟင်းငပိန်ငါပြောတာအရှင်နားထောင်ပါဦးမင်းရလေအဲ့တော့ငါစီဝိုင်းရေးကြောင့်နားမလဲသူလို့ပါအခုလုံးမှာမင်းလို့လေပါတာပဲဟာတော်ပြီငါတို့လေးယောက်ပေါင်းပြီးလို့ရင်မောင်မင်းသားဘာရှိလို့လဲကွာမင်းရလေတုတ်ဖို့အဲ့လိုပြောလိုက်တော့ ဖို့ထူကလည်းတောက်ခံနေ။အေးအဲ့ဒါတော့ဟုတ်တယ်ကွာ။ငါတို့ပေါင်းလိုက်ရင်မဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူး။အဲ့ဒါတော့အဟုတ်ပဲငပိန်ကမယုံမရှိနဲ့။ငပိန်လည်းဖို့ထူကမှတုံ့ပေါ်ဘက်ကဝင်ပြောနေရဆိုတော့ဘာမှပြောပဲနေလိုက်တော့တယ်။အေးအေးအဲ့ဒါဆိုလေမင်းတို့သဘောပေါက်။ဒါနဲ့ဘာရောက်ကြမှာလဲ။ဒီဒီကမှာတော့ညင်နေရဲ့မိဝိုင်းကဝင်ပြောတယ်။ကြင်ရောက်မယ်ဟာ။ငါတို့ရမှာကြင်ဆိုင်မရှိဘူးဟာ။တောက်ချင်ရင်တပြေကုန်းမှာတော့တောက်တောက်နေရတာ မိပိုင်းပြောတာကလည်းဟုတ်နေရနေဆိုတော့ဟိုတူကအေးဟုတ်ပြီဒါဆိုငါတို့ကြရင်ရောင်းကြတာပေါ့ဟာအားလုံးသဘောတူရဲ့နော်ဒါနဲ့တို့အားလုံးအိမ်ကိုပတ်စံတောင်းမှုအတွက်အသီးသီးထွက်သွားကြတယ်ဖိုတူပီကမဖြစ်ပါဘူးငါသားရဲ့ကြံရည်ဆိုတာတအားတို့ရွယ်ကလေးတွေလုံရတဲ့လုံမမဟုတ်တာကိုကကိုအေးစင်းနေစမှာကွယ်ဟာအဖေကလည်းငွေတော့မှဝင်ငွေရှာရမယ်ဗျာ ဒါမှကြီးလိုက်အေးဆေးနေနိုင်မှာအဲ့လိုမျိုးပြင်ပန်းလိမ့်မယ်ဗျငယ်တော့ဝင်ငွေရှာဆိုတာတားတို့လိုအရွယ်လေးနဲ့မဆိုင်ဘူးအသက်19 20ဝန်းကျင်လူငယ်တွေကိုပြောတာတားတို့အရွယ်ကတနေ့တန်းအောင်မှုသာကြိုးစားရမယ်အရွယ်ကွဟာမဟုတ်တာအဖေကလေအဖေမဲတခါပြောဘူးလေသူများတွေတားတို့အရွယ်တင်းစားလိုင်းရောင်းနေပြီကားဂိတ်ဒီမှာပန်းလိုင်းရောင်းနေပြီဆိုအခုတားရောင်းမယ်ဆိုမှဘာလို့ဒါမျိုးပြောရတာလဲဗျပိုတူအဲ့လိုပြောလိုက်တော့ပိုတူဘေးလေး ကိုစကားနဲ့ကိုတီးပြီးဘာမှမပြောနိုင်မဖြစ်သွားတယ်။အဲ့ဒီတော့မှအေးပါတာအဲ့လောက်ဆရာထက်တန်နေမှတော့လေရောက်မို့ဒါနဲ့ကြံကဘသူကြိတ်မှလဲကိုတူလည်းသူ့ပြင်းနေတဲ့စကားကိုသူတို့ပြန်ဆုံနေကြကြာငပိန်တို့ကိုမေးလိုက်တယ်။ကြံကဘသူကြိတ်မှလဲကွငါကြိတ်မယ်ငါတပီကုန်းရွာသွားတော့ငါခဏကြိတ်ပြီးဘူးလေအဲ့တော့ငါလုတ်တက်တယ်အေးစိ ငပိန်အဲ့လိုပြောလိုက်တော့မိဝိုင်းကอืมဟုတ်ပြီဒါဆိုငါငပိန်ကြိတ်ပြီးရလာတဲ့ကြံ့ရည်တွေကိုပါဆယ်ထည့်ပြီးတော့လာဝယ်တဲ့သူတွေကို ပေးမယ်မိဝိုင်းစကားကြောင့်တော်ဘောကမျက်နှာမဲ့ရွယ်သွားတယ်အရင်ကြီးပင်မန်းနေပါအောင်မိဝိုင်းမရဲ့အဲ့လောက်လဲပင်မန်းပကံစားမနေရနင်းရလေတက်တာနေစားမမိဝိုင်းလေတော်ဘောရုပ်နေမယ်တိရဆိုတော့ရပါတယ်တကယ်ချင်းနင်းတို့အတွက်ဆိုငါပင်မန်းတဲ့နေရာယူရယူရယူပေးပါမယ်ဟာ ားဆိုငါနဲ့တော့ဘောကကြံဝဓာတ်နဲ့ချစ်ပြီမြေဒလုံနဲ့တို့တတွေကိုစီအလုတော်ဝင်တွေကိုခွဲလိုက်ကြတယ်နောက်တည့်ရက်မှာတော့ရှာထိတ်မှာကြံရင်ဆက်ထောင်ပြီးကြံရင်ဆက်ရောင်းကြတယ်ပိုတူနဲ့တုတ်ဘောတို့နှစ်ယောက်ကခင်းထားတဲ့အပြောင်းပေါ်မှာတိုင်ပြီးကြံငုံတွေကိုဓာတ်နဲ့ခွာနေကြတယ်အဲ့ဒီအချိန်ဝဲသူမရှိလို့မကြင်ရသေးတဲ့ငပိန်နဲ့မိဝိုင်းတို့ကဘေးထွက်နေရတဲ့ကြံခွာရလုံလို့ချွေးတွေတတိတိထွက်နေတဲ့တုတ်ဘောက ဟဲ့ဖို့သူခွန်ရက်ကိုလာကူဖို့ခေါ်လိုက်စမှာကွာငါဒီမှာချွေးတယ်လို့ပင်မနေပြီကွာလာပါမလားငါတို့ကသူ့ပိုင်နေသူခွဲထားပဲဟောင်းခေါ်လို့ကောင်းမှာမလားဟာမင်းကလေဘာမကော်ကောင်းစရာရှိလို့နေသူတို့လုံးစရာမှမရှိသေးလားဒါဆိုကြိတ်စရာများတဲ့အခါကျမင်းသွားကြိတ်ပေးမှလားအဲ့လိုမင်းလိုက်တော့ထုတ်ဖို့တရားမကြိတ်ချင်တာနေအေးပါအဲ့လိုဆိုလဲထားလိုက်ပါတော့ငါတို့နေရာပဲခွဲကြတာပေါ့အဲ့ဒီအချိန်မှာပဲဘိုးကြီးရောက်လာတယ် အမေဖိုးတို့အဖွဲကြံ့ရင်ဆိုင်ဆိုပါလားကွာလုတ်ပေါင်တစ်ခွက်လောက်တောက်ကြည့်အောင်ဘိုးကြီးပတ်စံရင်ပေးဟာမင်းရတယ်ပေးမှာဝောကွာမင်းသာအရင်ကြံကြိတ်စမ်းမအောင်ကွာမင်းမလို့ကြိတ်မလဲကြည့်ချင်လို့ဘလို့ပြောပြောငပရာမရအောင်မရအောင်ပတ်စံရင်ပေးမှာတောက်လို့ရမှာတောက်ချင်ရင်တော့ပတ်စံရင်ပေးဘိုးကြီးကလည်းပြောမရတာနိကဲကွာရော့ရော့900ရပြီမလားတစ်ခွက်ပေးငပရာ ဖွေးပြီးတဲ့ပစ္စည်း900နဲ့အောင်ကြည်လိုက်တယ်။ဟာဟဲ့အောင်ဘူး။ကျန်ရင်တစ်ခွက်900နဲ့ရရအောင်။ဘယ်ကိရောက်နေအထင်းလို့လဲ။ဘာကြီးတော်တို့ဘိုးတော်ဖះတို့ခင်ဗျာထင်းနေရလားဟမ်။ဖွေးလည်းအဲ့လိုပြောခန့်လိုက်ရတော့တင်းသွားတယ်။ဟာဒါဆိုမင်းတို့ကျန်ရင်ဘလောက်များလဲကွာပြောစမ်းမအောင်။1500ကွာတစ်ခွက်1500ဆိုင်တိုင်းတောက်ရင်တော့1300ပါစဲဆို1500မင်းမလို့တောက်ချင်လဲ။ပါစဲလားဆိုင်တိုင်းပြီးတော့လား။ ဘိုးကြီးလည်းကြံ့ရည်စိတ်ကြပြီးတော့မျက်လုံးပြူသွားတယ်။ဟာဟာကြာကြောက်ဘွားတို့ကမှကြံ့ရည်တစ်ခွက်1500ရဲ့လို့မင်းတို့ကြံရွှေထွက်နေလို့လားအဲ့လောက်စည်းနေရောင်းအောင်တော်တော်တော့မတော့ဘူးကွာပြန်ပြီးငါမဆန်900ဒါနဲ့ငယ်ပိန်လေးပတ်စံကိုပြန်ပေးလိုက်တယ်မတော့လေနေပေါ့ကွာဘယ်နဲ့2025တော့ရောက်နေပြီ။အနော်ဒါမင်းလက်ထရာစည်းနဲ့လာတွက်ပြီးပေးနေသေးတယ်။အဲ့စည်းနေရှာရင်မင်းကိုယ်တိုင်ရောင်းကြည့်ပါလား။ငါတရက်ကိုလေ10ခွက်လောက်ဝယ်တော့အောင်ပါ။ ဘိုးကြီးလည်းငပိတ်စကားတွေကြောင့်တင်းသက်သက်တင်းသွားတယ်။အေးရတယ်ရောက်ပြန်မှာ။မင်းတို့ဆိုင်မင်းနာလာပြီ ਉਹ ငါရောက်ပြန်အောင်မှာမင်းကြည့်နေ။အဲ့လိုနဲ့ပွားစီပွားစီပြောပြီးထွက်သွားတယ်။အဲ့ဒီမှာပဲတုတ်ဘုံကထလာတယ်။ဟောင်ငပိတ်မင်းဈေးကိုဘလို့ရောက်နေရလဲကွ။အဲ့လိုပြောရရင်တော့လေမင်းဒီနေ့တုတ်ခဏအောင်ရောက်ရမှာမဟုတ်သိရလား။ဟမ်ဒါဆိုငါဘလို့ရောက်ရမှာလဲ။အာမင်းကလေတခွက်1500ပြည့်ရတာကြံစည်တက်လို့ ကျရင်ဆက်ကလည်းငှတာလို့ပေါ့အဲ့လိုပြောပြီးရောက်အောင်မဟုတ်ကွာမဈေးရောက်နေဆိုတာစကားပြောဆိုတာအဓိကကြတယ်။အော်အဲ့လိုလားအေးပါငါသိပါပြီ။နောက်ခါကျရင်အဲ့လိုပြောအောင်မယ်လိဒါဆိုလေ။ဒါနဲ့တော့ပေါ်လေသူ့နေရာသူပြန်သွားတော့တယ်။နောက်တည့်ရက်မှာတော့ဘိုးကြီးတယောက်သူတို့ကျရင်ဆိုင်ပြီးမှကျရင်တစ်ခွက်ကို900နေစရောင်းတော့လေ။ဖိုတူလဲတောင်းမြင်တော့သူတို့ဆိုင်ဘက်ကနေဘိုးကြီးကိုလှမ်းဟောလိုက်တယ်။ဟဲ့အောင်ဘိုးကြီး မင်းကဘာလုပ်တာလဲကွငါဘာလုပ်တယ်ဆိုတာမင်းမမြင်ဘူးလားကွဟမ်မမြင်ဘူးလားအေးမြင်လို့မင်းနေရလေကွမင်းအောင်ချင်တခြားနေရတော့ရောက်မှာလားဘာလို့ငါတို့ဆိုင်မှာလာရောက်နေရလဲဟာဒီနေရာကမင်းတို့ပိုင်တာမလို့လားငါဘာသာဘယ်မှာရောက်ရောက်မို့မင်းတို့စီကခွင့်မြုပ်ချက်ကိုတောင်းနေရအောင်မလားဒါနဲ့ငယ်ပင်ကပို့ထုကိုဝင်ထားလိုက်တယ်ဖခင်ပို့ထုမင်းနေမပြောနဲ့အကောင်မနီးကငါ့အောင်မကြည့်လို့တက်တက်ညစ်ပြီးလာဖွင့်နိုင်ထားလိုက် အမြင်နဲ့ငါတို့ကိုလိုက်ပြန်ပြီအမြင်နဲ့ရှုံးနေကောင်းရင်ဒီကံလေးလေဘလို့ရှုံးမလဲဆိုတာသာစောင့်ကြည့်အောင်အဲ့တော့မှကိုတူလည်းဘာမှပြောတော့ပဲငြိမ်သွားတော့တယ်အဲ့ဒီအချိန်ရှာတော်မကနေလာတဲ့တကြီးတပည့်ဘူကြီးတယောက်မမောနဲ့ကိုတူကိုဆိုင်ရှိမှရက်လိုက်တယ်ဟာကျန်ရည်ဆိုင်တွေ့တာရွှေဆိုင်တွေ့သလိုပဲကွာဝမ်းသာလိုက်တာတကယ်တော့ပြေးစမအောင်ငပ်ပင်ရရမရမယ်ကိုကြီးဘူးကြီးကြားစီရမယ် ငပင်လေးပျော်ပျော်ဆူဆူနဲ့သူကြိတ်တာနဲ့ကြံရီတွေကိုဖန်ခွဲတစ်ခုတွေရှေခဲအေးအေးလေးနဲ့ပြောင်းထိန်နေတယ်။ခါနေငပင်မင်းကြံရာတစ်ခွက်ပလောက်နေကွာ။ထောင်ကားလင်ကိုကြီးဖိုးရဲ့တောက်မယ်မလားဗျ။အမလေးကွာအမောပြေကြံရင်တောက်ပါမယ်ဆိုမှကြံရင်စည်းကြပြီးအမောပါဆိုတယ်။အဲ့ဒီအချိန်မှာပဲဘေးဆိုင်ရာဘူကြီးကဖိုးကြီးချောင်းတို့အတန်ကြဲကြဲနဲ့អော်ပြောတော့တယ်။ဟောရီမဟောရီမဘိုးကြီးရဲ့ကြံရင်အေးအေးလေးနော်ကြံရင်အေးအေးလေး တစ်ခွက်မှ900တစ်ခွက်မှ900ကြံရင်အေးလေးနော်ကြံရင်အေးလေးဘိုးကြီးလေးဘိုးကြီးအကြောင်းလို့တမင်အော်နေရဆိုတော့ကြားသွားတယ်ဟာဟဲ့အောင်ကပေမင်းတို့ကြံရင်ကဘာသားနေများလို့လို့1500ပြည့်ရတာလေကွခုမှဘိုးကြီးရှောင်းနေရတစ်ခွက်မှ900ပဲရှိတာငပိန်လဲအဲ့ဒီစကားကြတော့ဘိုးကြီးကမင်းရပြောသလိုပြောပြလိုက်ချင်မိမိတော့ဘောကသူ့ကိုနှမ်းကြည့်နေရဆိုတော့ သဘောတင်မိထားတဲ့အတိုင်းပဲပြောလိုက်တယ်။အဲ့ဒါကြောင့်မှကိုကြီးဖိုးရဲ့တော့မမနိုင်အေးလေးလေးနေနေတကွက်1900ရလေးအေးလေအမောစုလေးတကွက်900လည်းမတောက်တော့မီးအဲ့လိုပြောပြီးတော့ဘိုးကြီးဆိုင်မဲကူကူသွားတယ်ဘိုးကြီးဆိုင်မဲရောက်တော့ကဲဘိုးကြီးကြံရင်အေးလေး900နဲ့တကွက်လောက်လုပ်ပါအောင်ကွာဒါနဲ့ဘိုးကြီးလေးအောင်နိုင်သူပြုံးနေဖိုးထုတ်ဘက်ကိုလှည့်ကြည့်တယ်ရစီရမယ်ကိုကြီးဖိုးရစီရမှာ ဟောဒီမှာနော်ကြံရီတစ်ခွက်900 900ဘိုးကြီးရဲ့ကြံရီဘိုးကြီးရဲ့ကြံရီဖိုတူတို့တွေကတော့ဘိုးကြီးကိုကြည့်ပြီးအန်တဂျိတ်ချိန်နဲ့စိတ်တူနေကြတယ်ဒီလိုနဲ့နောက်ရက်ဒီမှာတော့ဖိုတူတို့တွေဘိုးကြီးလက်ချက်နဲ့အရင်ပြုတ်သွားတဲ့အတွက်ဆက်မထနိုင်တော့ဘူးအိမ်ဒီမှာဆွနေလိုက်ကြတယ်ငပင်ကတော့တောက်တောက်ကောက်နဲ့ဖြစ်နေရပါဒီကောင်ဘိုးကြီးငါတီတက်တက်မကြည့်ဘူးတော်တော်ညစ်ပတ်ဆုပ်ပဲတဲ့ကောင် ။နင်ကမှသူ့ကိုသွားစိန်ခေါ်တာဟုတ်ဟ။ဟိုကောင်မှအစတည်းကငါတို့ဆိုပြိုင်ချင်းနေပါလေဆို။နင်ကသွားမြောက်ပေးတာဟု။ငါလဲသူတလောက်ကြည့်ကြည့်တော့မလွတ်လောက်ဘူးထင်လို့ပေါ့ဟ။အဲ့ဒီအချိန်တို့ဘောကအေးစေးဖြစ်နေရင်တန်တဲ့ဝင်ပြောတယ်။ဒါလိုမှပဲကွာစီဝိုင်းဆိုတာလေ။အရှုံးတက်လေမမြတ်တက်လေပဲပေါ့ကွတိတ်ပြီးတော့စိတ်တက်ကြမနေစမ်းမနေမင်းတော့လေအခုမှအစာရှိပါသေးတယ်တို့ပေါ်အဲ့လိုပြောလိုက်တော့ငပိန်ကအော်အေးပါကွမင်းရင်မေတရားကြနိုင်လို့မရတယ်တရားသမားကြီးရင် တစ်ချိန်လုံးစကားဝမပြောပေးတကူးကူကိုစဉ်းစားနေရဖိုးထုကိုမိဝိုင်းကသတိထားမိသွားတယ်။ဟဲ့ဖိုးထုနေပါရဲ့အဲ့လောက်စဉ်းစားနေရလေ။အေးငါစဉ်းစားနေရတယ်လို့ဟာတပီကုန်းရွာမှာလေကြိုင်ရီကိုတခွက်ထောင်ငါထောင်တော့ရောင်းတာပဲ။မတော်လေသူ့ဈေးတိုင်းပဲလိုက်အောင်လာလိဟုတ်တယ်မလား။ဝယ်ရတဲ့ကြံစည်တွေစက်ဖိုးတွေနဲ့ဆိုရင်ဟာပိုလဲမပိုရော့လည်းမရော့ပဲနဲ့။အေးလေဟုတ်တယ်လေအဲ့ဒါမဖြစ်လေ။အဲ့ဟာဘာလို့ပိုကြီးကတခွက်ကို900နဲ့ ရောင်းနိုင်ရတာလေလို့လीအမှန်ဆိုတထောင်ကြီးအောင်ရှုံးနေမလားဟမ်ဘိုးတူအဲ့လိုပြောတာနေငပိန်ကဇုတ်ကနေမတက်ထားရတဲ့အေးဟုတ်တယ်အဲ့ဒါဒူးစက်နေငါလည်းခုဘိုးတူပြောမှာသတိတာမီရဒီကောင်ဘလို့မြရောင်းနိုင်လာမှာလीသူဝင်ရတဲ့ဈေးရများငါတို့ထက်နင်းနေလို့လားဟတပတ်မှလည်းဘူးရသူဘိုးတူတို့အဖွဲကိုမနိုင်စဘူးနိုင်လိုက်တာဆိုတော့အပျော်ကြီးပျော်နေငါနိုင်ပြီကွာငါနိုင်ပြီဒီကောင်လေးကိုငါနိုင်လိုက်ပြီကွာ အောင်ဘူးနဲ့မောင်ဘူးကလည်းဘိုးကြီးပြောနေတာကြည့်ရင်လည်းရင်နေကြတယ်။အောင်ဘူးကဘလို့များလွဲ့တာလေဗျာကိုဘိုးကြီးဟာဟမ်ဒီကကိုဘိုးကြီးပြစ်ကျွေးလိုက်တယ်မြတ်တို့ရှင်ကိုတက်တယ်ဆိုင်ဝင်သွားမှာဗျာသိလားဟမ်ဘိုးကြီးကတော့တားနေရှိသိတာပေါ့ကွာသိတာပေါ့တို့စီပေါင်းငါးဒုံနဲ့ထိုးပစ်လိုက်တာလीဒီကောင်နဲ့ဤစိတ်နေအောင်ခံလိုက်ရမှာပဲဒီစကားတွေကြားတော့အောင်ဘူးကပို့ပြီးတင့်ကျင်စိတ်ပြင်းပြသွားတယ်အဲ့ဒါ ဘလို့များလုံလိုက်တာလဲရင်ကိုဘွေတကွက်ကို900စီနဲ့ဘလို့ရောင်းနိုင်ရလေဗျမင်းကသိကျင်နေပေါ့ဟုတ်လားအေးပါသိကျင်တော့လေငါပြောပြရသေးတာပေါ့အောင်ဖို့ရဘလို့နဲ့ဘွေကသူ့ဘိုးသူတို့ကိုဘလို့အနိုင်ယူခဲ့တယ်ဆိုရဲအကြောင်းပြောပြတယ်ဒါကတလို့ပေါ့တပီကုန်းရှောင်းမှာတကွက်ထောင်ငါနဲ့ရောင်းတဲ့ကြံရည်တွေကိုပြန်ဝေးပြီငါကဒီမှာတကွက်900နဲ့ပြန်လိုက်တာပေါ့ကွာမိုက်တယ်မလားဘလို့လေဘွေကြီးစကားကြားချိန်မှာ အားတက်သျော်နဲ့နားထောင်နေတဲ့အောက်ဘူးတယောက်စွန့်ဝသွားခဲ့တယ်။ဟင်။ဒါဆိုကိုဝိုးရ1900ကျင်းတွေဝယ်ပြီး900နဲ့ပြန်အောင်တော့မဟုတ်လား။အေးလေကွာဟုတ်တယ်လေ။ဟိုဒါဆိုကိုပွေကြီးဘဏ္ဍခွက်လောက်ဝယ်လိုက်ရလေဗျ။အစကတော့15ခွက်လောက်ပဲကွ။နောက်ရကျအရန်ရောင်းတော့ခွက်90ကျော်ဝယ်လိုက်ရတယ်ကွ။ဟာလေ။မင်းကငါညံတော်ကောင်းပါလားဆိုပြီးမင်းဘာပြောမှမသိစွန့်ဝသွားတယ်မလား။အဘိုးကတော့စိတ်ထင်းမှာ တတော်တော်တုံးနဲ့ကိုပိုကြီးပဲသူများအောင်နိုင်ကျင်တာနဲ့သူ့ငွေတွေအများကြီးရှုံးသွားတာမသိဘူးတနာပါတယ်ဘိုးကြီးကတော့အောင်မှုတွင်းနေရမကြားပါဘူးသူ့ကိုယ်သူဟုတ်လာပြီဆိုပြီးပီတီတွေဖြိုင်းနေအောင်မှုတို့အိမ်ကနေပြန်သွားတော့လေ